သတို့စာမျိုးသမီးနဲ့ကလေးခရင်ခွားချီထားတဲ့သခိုးမျိုးသမီးနဲ့လေအဲ့နိုင်ရပြပြဿနာကိုဒိုးဘကအမြင်ပေါ့နော်ဘသူမှန်တယ်ဘသူမှားတယ်ဆိုတာထက်လှုပ်တဲ့မလှုပ်တဲ့ကိစ္စတွေကိုတုံးတက်ပြသွားမယ်ပေါ့နော်ဆူဆူမပူလို့လာတိုက်တဲ့နေရာမှာတိုက်တယ်လို့နေရာယူလိုက်တော့နော်အဲ့တော့နံပါတ်1အနေနဲ့ကတော့ကလေးခရင်ခွားချီထားတဲ့အမျိုးသမီးပေါ့နော်အမျိုးသမီးရယ်နောက်တစ်ခုကကျတော့ဒီ စတိုးဆိုင်ပိုင်ရှင်ပေါ့နော်စတိုးဆိုင်ပိုင်ရှင်ရဲ့အမြင်နေရာကိုစပြီးပြောမယ်နော်စတိုးဆိုင်ပိုင်ရှင်ဒီစတိုးဆိုင်ပိုင်ရှင်ဒီဒီသူ့ရဲ့ဆိုင်မှာဒီတခိုးမျိုးသမီးဒီလာပြီးတော့ခိုးမှုတဲ့နှစ်ကြိမ်အဲ့ဒီအတွက်သူ့စိတ်ထဲမှာသူ့ပစ္စည်းပြောက်ခဲ့ရတယ်နဲ့ပတ်သက်ပြီးသူ့စိတ်ထဲမှာမကျေမနပ်တာတွေဖြစ်တင်လဲဖြစ်နေလိမ့်မယ်ပေါ့နော်ဒါကိုယ့်ရဲ့အမြင်မကနေတုံးသက်ပြအောင်ပြီးရခါကျတော့ဒီလိုမျိုးသူ့ဒီဗီဒီယိုရိုက်ပြီးတော့သူ့ဒီ line မှာကိုတင်ပြခြင်းနဲ့သူ့ဘလို့သူ့ဘလို့ နှိတ်ကွလိုက်ပါလေဆိုတဲ့အကြောင်းပေါ့နော်သူ့ဘက်ကအများကြီးအဲ့လိုမျိုးဖြစ်ချင်လဲဖြစ်နေပဲပြည့်ရခါကျတော့တခိုးနေနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ထဲမှာမကြင်မနှက်တာတွေလည်းဖြစ်ချင်ဖြစ်နေမှာနောက်တစ်ခုကကျတော့ဒီ like တို့ view တို့ attention တို့လိုချင်တာပေါ့နော်ပြည့်ရခါကျကို follower တွေပေါ့နော် follower မှာမှတောက်ဆက် follower တွေじゃဘယ်လိုလဲဆိုတဲ့ခါကျဒီကိုအားပေးတဲ့လူတယောက်ပေါ့နော်အဲ့ဒီလူတယောက်ကနိုင်လိုက်တယ်ဆိုတာမျိုးလိုချင်တာအဲ့ဒီအချိန်ကျတော့ဒီအကောင့်ပိုင်ရှင်တွေကကျတော့လေကိုနိုင်အောင်လို့ဆိုပြီးတော့လေအမျိုးမျိုးတွေလုတ်ပြရတယ်ပေါ့နော်နံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်သူဒီ CCTV ကကောင်းကနေပြီးတော့ အခုမျိုးသမီးကိုဖမ်းမိတယ်ဖမ်းမိတယ်ဆိုလို့ရှိရင်နောက်တစ်ခုသူ့ကိုနှိပ်စက်ပြိုင်ပါရိုက်တဲ့သပြင်းစွဲတယ်ပြီးတဲ့ခါကျတတ်နေတယ်တိုင်မှာကြိုးတုပ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ရင်းနှီးမှုနဲ့လောင်းမယ်လို့ပြောတယ်ရဲစခန်းကိုအပ်မယ်ပေါ့နော်အာအဲ့လိုမျိုးတွေလောက်ပြီးတဲ့ခါကျသူဒီလောက်ပြတဲ့ဟာကိုသူဒီဗီဒီယိုတွေရိုက်ထားတာပေါ့နော်ဒီနေရာမှာသူလောက်ရမယ့်နေရာအမှန်တရားကျတော့ဘယ်လိုလဲဆိုတဲ့ခါကျတော့ဒီတခိုးကိုမိတယ်မိတယ်ဆိုလို့ရှိရင်တခိုးမှလိုက်တင်တင်နေဆိုလို့ရှိရင်ဒါမှနီလန်းအမှန်ကလေးကိုဖယ်ပြီးတော့မှရိုက်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံတကာမှာ ဒီမိဘတယောက်ကပြစ်မှုကိုကျူးလွန်တယ်ဥပမာဆေးမှုနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီလူတတ်မှုပဲဖြစ်ဖြစ်ကလေးမရှိတဲ့အချိန်ကလေးမျက်မြင်ခွင့်ရဖြစ်နေတဲ့အချိန်မှာမဒီလူကြီးကိုဖမ်းကြတယ်လက်ထိခတ်ကြတယ်ညာတော့အဖြစ်ပေါ့နော်တခြားဒီလိုမျိုးရုံရင်းဆိုင်ခတ်တွေဖြစ်လို့လုံလန့်ရတဲ့အချိန်တွေလည်းရှိချင်ရှိနေတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကြောင့်ကလေးတငယ်ဒီဒီအမှုနဲ့လုံးဝမသက်ဆိုင်ဒီအမေကခေါ်လာတာဖြစ်တဲ့အတွက်ကလေးကပါလာတာကလေးဒီတိတက်တဲ့အရွယ်လည်းမဟုတ်ခိုးတတ်တဲ့အရွယ်လည်းမဟုတ်အဲ့တော့ဒီကလေးရဲ့မျက်နှာကိုပြလို့မရဘူး နော်ဒီဘာဖြစ်လဲဆိုတော့ကလေးတွေမှာဒီဟာနဲ့ပတ်သက်ပြီးရခါကျ trauma တွေဖြစ်လာတယ်။ရှင်တို့စိတ်ကစားလူတက်သမားတို့ဘာလို့ဆိုတော့ကလေးအွယ်မှာရတဲ့စိတ်ဒဏ်ဟာနေကလေးတွေကောင်းမှလူတွေရဲ့ဒီအနာဂတ်ပေါ့နော်လူကြီးတွေသူတို့ရဲ့အနာဂတ်ကောင်းမှသူတို့ရဲ့အနာဂတ်ကောင်းမှပတ်ဝန်းကျင်ကောင်းမှဖန်လေးနိုင်မှာပေါ့နော်။ဒါကြောင့်အဲ့လိုမျိုးပတ်သက်တဲ့အမြင်အဲ့တော့သူလုံးဝမဲ့လုံးရမှန်အကြောင်းသူတိတိအမျိုးသမီးကိုဖန်ဖန်လိုက်တယ်ပေါ့နော်ဖန်မိတယ်။တခြားသူတွေ သိရှိနိုင်အောင်လို့အတွက်ဆိုလို့ရှိရင်တင်ကြမယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးရဲ့ပုံကိုရိုက်ပြီးရောပေါ့နှိမ့်ဆက်တာမဟုတ်ခဲနဲ့ဒီအမျိုးသမီးရဲ့ပုံကိုရိုက်ပြီးတဲ့အခါကျတော့ဒီအမျိုးသမီးရဲ့မျက်နှာဒီလိုပါဒီတခိုးကဒီလိုပါ CCTV ဘာကောပဲဖြစ်ဖြစ်တင်လို့ရတယ်ဒီအမျိုးသမီးရဲ့ဟာပေါ့နော်ဒါဒီဒီတခိုးရဲ့လုံရက်ကိုအဲ့လိုမျိုးတကယ်လို့သူဒီပါးတွေပါရိုက်ချင်တယ်ဆိုတော့ဒါမှာဗီဒီယိုထဲမှာထည့်ပြတာမျိုးတွေတော့မဖြစ်သင့်ဘူးပေါ့နော်လုံလိုက်တယ်မကျင်တယ်လို့လုံမိသွားတယ်ဘာညာပေါ့နော်ဒါကြဗီဒီယိုထဲမှာပါတယ်ဆိုတော့သူ့ရဲ့တက်တယ်သူ့ရဲ့ record သူဒီဒီလိုသူများမြင်ပန်းနှိမ့်ဆက်နေတယ် ။နောက်တစ်ခုကကျတော့ရဲလက်ကိုအပ်မယ်ပေါ့။ဒါကျသူလှုပ်တဲ့နဲ့အလုပ်နဲ့အဲ့ဒီမှာရဲကသူသူလှုပ်တဲ့နာကကျတော့အဲ့လိုမျိုးရဲလက်ကိုအပ်လိုက်တယ်ဆိုလို့ရှိရင်ရဲရဲ့အပိုင်းဖြစ်သွားပြီ။သူဒီသူ့ရဲ့ပတ်စံကိုပြန်ပြီးတော့လိုချင်တယ်အရင်ရှိတဲ့ခါကလိုချင်တယ်ဆိုလို့ရှိရင်ရှင်လဲဒီကိုယ့်ရဲ့ဆုံဆုံပြီးသားပစ္စည်းပေါ့နော်။ပြုသူအတ္တဖြစ်သူအဟံ။နော်အဲ့တော့သူပြုလိုက်တဲ့ဟာသူ့ရဲ့အကုသို့ကံအတိုင်းပဲသွားမှာကိုအခိုးခံလိုက်ရတာကြောင့် ကိုမစင်ကြယ်လို့အခိုးခံရတာအဲ့လိုမျိုးနားလည်လားမသိဘူးဗုဒ္ဓဘာသာရဲ့အယူမှာကြောင့်ကိုတိပစ္စည်းဖုံးကြီးတွေတရားဟောရဲဆိုကိုတိဖနက်ပြောက်တယ်ဖနက်အခိုးခံရတယ်ဆိုလို့ရှိရင်ကိုတိအရင်တော့ကဒီဖနက်ကိုခိုးခဲ့ဘူးလို့အဲ့လိုမျိုးအဲ့ဒီရဲ့သဘောတရားတွေလည်းတိတ်သေချာလိမ့်လာလိမ့်လာစေခြင်းနဲ့ပေါ့နော်ဒီတရားသဘောတွေအဲ့တော့ပြုတ်သူအသေးဖြစ်သူအဟာနော်ဒါကြောင့်ဒီအမျိုးသမီးရဲ့လုံရက်ကိုတုံးတက်တာပါနောက်တစ်ခုကြတော့အမ်ဒီတခေါအမျိုးသမီးပြေပေါ့နော်သူဒီသူပြောခဲ့တယ်လို့ပဲသူ့မှာစားဖို့တောက်ဖို့တောင်မရှိလို့ နော်အဲ့လိုလောကကိုခိုးစားတဲ့အခြေအနေဖြစ်ချင်လဲဖြစ်လိမ့်မယ်နောက်တစ်ခုသူ့ရဲ့မှားတဲ့တစ်ချက်ကဘာလဲဆိုတဲ့အခါကျကိုမဟုတ်တန်တရားလုံးမဲ့ခိုးမဲ့နေရမှာကိုသားသမီးကိုခေါ်သွားတာဒါဒီသူ့ရဲ့အစိုးရဆောင်လုံးရက်တယ်နော်အဲ့ဒါကြတော့အိမ်မှာထားခဲ့စရာမရှိလို့ပဲဖြစ်ဖြစ်သူပြောတဲ့ပုံညာဆိုအိမ်မှာလူရှိတယ်နော်ထားခဲ့တဲ့လူ မရှိဘို့လဲမရှိလို့ပဲဖြစ်ဖြစ်ရှိလို့ပဲဖြစ်ဖြစ်ကိုတီခိုးမယ်လို့ကြီးရွယ်ချက်ရှိရှိနဲ့ဒီကိုလာတာခိုးမယ်ခိုးစားမယ်တကယ်လုံးဝကိုမရှိလို့လို့နောက်ဆုံးအလုပ်နေနဲ့ခိုးတဲ့အလုပ်ကိုလုပ်ရဲကိုသားသမီးကိုအဲ့လိုမျိုးကိုရဲ့အမှုဘရဒ်ကိုပါပြီးတော့မလုပ်စေနဲ့နောက်တစ်ခုကတော့တချို့မိသားတွေကဘယ်လိုလဲဆိုတဲ့အခါကျဒါကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံဘူးလားခိုင်းစားလို့သားသမီးကိုမွေးကြတာ ဒီအရွယ်ရောက်ပြီဆိုလို့ရှိရင်ဥပမာဆင်းနဲ့လှုပ်လှုပ်စားမလို့ရပြီဆိုလို့ရှိရင်ကြီကွေးမှာထည့်မယ်ဒုဗမာဆိုလို့ရှိရင်လည်းရကန်းအလုပ်တွေဆိုလို့ရှိရင်လှုပ်ခိုင်းမယ်အဲ့လိုမျိုးတွေလှုပ်ခိုင်းပြီးတော့တာတမီးကိုအဲ့လိုခိုင်းစားကြတယ်လို့ငွေနဲ့မိသားတွေလည်းရှိတယ်အဲ့တော့သူ့ရဲ့မဟာအမားကကိုတာတမီးကိုဒီရဲ့ကို့လှုပ်ရက်ထဲမှာထည့်ပြီးတော့စွဲပြီးတော့ခေါ်လာလိုက်တာခေါ်လာလိုက်တဲ့ခါကျတော့သူဒီသူ့လှုပ်ရက်ကအဲ့ဒါမှားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ခုနအမျိုးသမီးကအဲ့လိုလှုပ်လိုက်တဲ့ခါကျကလေးရဲ့ဟာပါလာတယ်ဒီဆိုင်ရှင်မျိုးသမီးကပါလာတဲ့ခါကျအခုမဖြစ် တင်လာတယ်အကောင်လုံးဖြစ်ကုန်ကြပြီးတော့ဇလန်းနဲ့အကောင်လုံးထုတ်ကုန်ပြီးဟိုလူကမှန်တယ်လို့ဒီလူကမှန်တယ်လို့မှားတာဟာတော့နှစ်ယောက်စလုံးမှားတယ်အဲ့ဒီတော့ဒီမှာလှုပ်တင်လှုပ်ထိုက်တာဘယ်လိုလဲမလှုပ်တင်မလှုပ်ထိုက်တာဘယ်လိုလဲဆိုတာတော့သုံးသပ်ပြရပါမယ်နော်ဥပမာဒီတခုံမျိုးသမီးကကိုခိုးမှာကိုတိတယ်ကိုလှုပ်နေဆိုလို့ရှိရင်ကလေးကိုခေါ်လာကြအကြောင်းကိုဘာမှမရှိဘူး ်နော်စတိုးဆိုင်မျိုးတမီးကကြာဘာအောင်မှားလဲဆိုလို့ရှိရင်အဲ့ဒီသူညှမ်းပန်းနှိပ်စက်လိုက်တဲ့ဟာလေကလေးကိုရိုက်ပြီးတော့ပြလိုက်တဲ့ဟာကြာလုံးဝကိုမှားတယ်သူလုံးချင်တယ်ဆိုလို့ရှိရင်တော့မရဲတွေရဲ့လုံထုံးလုံပြီးအရာလုံမယ်ဆိုလို့ရှိရင်တော့မှကလေးကိုပါလို့မရအောင်ဆိုတဲ့အခါကျအဲ့ဒီဟာအတွက်မှားတယ်ပေါ့နော်အဲ့တော့ရှင်တို့ရဲ့အထင်မြင်နဲ့ကို့အထင်မြင်နဲ့ကိုက်လာမကိုက်ဘူးဆိုလို့ရှိရင်လည်းမစဲကြပါနဲ့လို့နော်ကို့အဟုတ်သွားကို့ရှိရရမှာပြုတ်သူအသေးဖြစ်သူအဟောင်းဖြစ်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတ်တာ